နေ့ကိုချင်းမီထောင်ထဲမှာရေးသားခဲ့တဲ့ကြပြလေးတစ်ပုဒ်ကိုဖတ်ပြဖို့အတွက်ကျွန်မရွေးချယ်ခဲ့တယ်။2008ခုနှစ်ကိုချင်းမီနဲ့ကျွန်မဖန်ဆီထိန်းသိမ်းခံရပြီးတဲ့အချိန်မှာကျွန်မတို့အားလုံးအမိန့်ချခံရပြီးတဲ့အချိန်အားလုံးတယောက်တည်းနေရာစီ ထောင်ပြောင်းရွှေ့ခံရတယ်။ကိုချင်းမီကတောင်ကြီးထောင်ရောက်တယ်။ကျွန်မကတရက်ထောင်ကိုရောက်တယ်။ ကျမတို့တွေဘလောက်ပဲဝေးလံနေပါစေဝေးကွာနေပါစေခွက်ခွာနေရပါစေကျမတို့နှလုံးသားချင်းဟာအငဲတဲ့ဤဆက်နေခဲ့တယ်ကျမတို့တွေစာရေးခွင့်ရတဲ့အချိန်မှာနောက်ဆက်စာရေးတဲ့အချိန်တိုင်းမှာကျမတို့လက်ဦးစလုံးဟာမမေ့ရရင်ဟာစာတို့ကြရာတို့လေးတွေဟာအငဲပါခဲ့တယ်ဒီကြပြားလေးရေစာလေးတွေဟာကျမတို့လက်ဦးရဲ့ အမှတ်တရနေရတဲ့အကြောင်းပါမယ်။ကျမတို့နှစ်ယောက်ရဲ့တတိယအကြောင်းလေးပါမယ်။ဗန်းဆွေဖယ်ရလေးပါမယ်။ကျမတို့နေထိုင်နေရတဲ့အချင်းတောင်အတွင်းကကျမတို့ရဲ့အခက်ခဲတွေပြဿနာတွေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပါမယ်။ကျမတို့ချစ်တော်သူတွေကိုတရိယာရာပါမယ်။ကျမတို့မိသားစုတွေကိုတရိယာရာပါမယ်။ကျမတို့ရဲ့တမီးလေးကြောင့်ပါမယ်။အကြာလေးတွေမှာကျမတို့ မမဲ့ရဲ့ရရေဖွဲ့ခဲ့တဲ့အမှတ်တရကြပြလေးတွေကိုကျမတို့နှစ်ဦးထောက်အပ်ပြန်လို့လာတဲ့အခါမှာနှလုံးသွေးဂီတာချစ်သူနဲ့ကျမကြပြစီဆိုပြီးဒီစာအုပ်ကလေးကိုဖတ်ပြီးခဲ့တယ်ဒီစာအုပ်လေးကိုဖတ်ပြီးတဲ့အချိန်မှာလည်းကျမတို့ဒီမျက်နှာခုံးကိုကျမတို့ handmade လေးနဲ့လုပ်ဖို့စိတ်ကူးခဲ့တယ်ကျမတို့ပုံဖော်ခြင်းနဲ့ခံစားမှုပုံလေးအတိုင်းကို မြမတင်းချွန်လိုက်ကြောလက်မှုပညာလေးနဲ့ကျမတို့ခန်းစားမှုနဲ့ထပ်တူကြအောင်ဖန်တီးပြုလုပ်ပေးခဲ့တယ်။ဒီကြပြလေးတွေဟာကျမတို့ဘဝရဲ့တစ်စိတ်တစ်ပိုင်းအမေရရအမှတ်တရလေးတွေဖြစ်ခဲ့တယ်။ကိုချင်မီကအငြင်းတဲ့ကျမတို့နှစ်ဦးပြောဖြစ်တယ်ပေါ့နော်။ဘလို့အချိန်ဘလို့နေရာပဲရရကျမတို့ရဲ့အခက်ခဲကြီးအကျက်တွေကြီး ကျွန်မတို့နှစ်ဦးပါချစ်ချင်းမိသားစုနဲ့လက်ချင်းဆုပ်ပြီးကျွန်မတို့ကြော်လာခဲ့ရင်ဆိုင်ခဲ့အန်တူခဲ့ကျွန်မတို့အချင်းကြနေတဲ့အချိန်မှာမောင်မိုက်မြေရဲ့ညရီမှာတန်လိုက်တကားဝလေးမှာထိုင်ပြီးခက်ပြပြလာရောက်လေးမြေမော်ရင်ကျွန်မတို့ဒီလာရောက်အောင်မှာအတူရှိနေကြတော့ ဖြစ်ရတဲ့သူတွေအားလုံးကိုလမ်းဆိုတန်းတာပြီးကျမတို့စကားလေးပြောဖြစ်တယ်။ကြပြလေးတွေရွဖြစ်တယ်။အချင်းလေးတွေစုံနေဖြစ်တယ်။အဲ့လိုပဲ2015ခုနှစ်ကျမအချင်းကြတဲ့အချိန်မှာကိုချင်းမီယာမင်းစိတ်ထောင်နဲ့မင်းမဝေးမှာကိုချင်းမီအိမ်ရဒါသာဆောင်နေမှာကိုချင်းမီယာကျမကိုတတိယပြီးကျမနဲ့အနည်းဆုံးနေရာမှာသူအတူရှိရဲဆိုပြီး ဒီလောက်အောင်လေးမြေမောရင်သူစကားတွေပြောနေတယ်။အဲ့လိုပဲတောင်ကြီးထောင်မှာလတ်တာချင်းစူတောင်းခဲဆိုပြီးကြပြားလေးကိုအမေရေရသူရေးဖွဲ့ခဲ့တယ်။ဒီကြပြားလေးကိုကျမပထမဦးဆုံးဖျက်ပြဖို့အတွက်ရွေးထုတ်ခဲ့ပါတယ်။ ဘယုတ်ဘရဲ့လောကဖြစ်စဉ်များအကြာကျွန်ုပ်တို့စုံစည်းရာလာမင်းရှိပါ၏အုတ်အော်တောင်းနေအယူဆများကြာကျွန်ုပ်တို့အတွေးဖလဲရာလာမင်းရှိပါ၏သောထုံးမှုမျော်လူနှင့်နေရာများအကြာကျွန်ုပ်တို့ဖရမာလွမ်းစရာလာမင်းရှိပါ၏နေ့ကိုမြင်ဖို့အတွက်ညကိုမိတ်ဖွဲ့ရာ၏ ဆေးဘက်မဝင်သောခါတိမှုများကိုမေတ္တာနှင့်အရေးဖြော်ပြီးခံစားမှုမှန်သည်များကိုဆောင်လျှောက်ပါသည်။ချုံမိန်မှုများသာတည်ပွင့်ပါစေ၏။ချီနောင်မှုများစွာကိုကြိုးကြောင်ပြအခံတော်လေ။တန်ရုံးစဉ်ကြိုးများကိုမူကြိုးကြောင်မဲ့ခိုင်တဲ့ခိုင်အောင်တုံ့နောင်ပါ၏။ပေါ်ရှိရှိအဖျော်ရမကအား မျက်ွယ်ပြူ၍ရေစစ်စစ်တစ်ခွက်ကိုဆေးဝါးပမာတောက်သုံးပါသည်ဝူဝေချင်းဖြင့်အနှစ်သသောမနေပဲကြည်လင်ချင်းဖြင့်အသက်တရာရှင်လိုပါ၏မလွဲမတွေကြုံတက်သောအလွဲများအတွေ့ကျွန်ုပ်တို့တွင်မြေခွေးဥကောင်းများမလိုပါချက်သိဤလက်သေးများမလိုပါစင်ကြေးပေးတတ်သော နှုတ်ခမ်းများမလိုပါအပြေမန်ရှာတတ်သောနှလုံးကိုယ်စီရှိပါ၏တနှုတ်နှင့်ချစ်သူညာရင်နှင်းတို့သည်ငယ်ပြန်နှင့်ဘုံလုံးများ၏ကစားပွဲကိုကွင်းဆောင်၏ဘေဒါဘန်လိုတီတီငိမ့်ငိမ့်ရွှေ့လျာပါသည်ဒံယာပေးခြင်းကဆန္ဒမပြုခဲ့ပြမျက်ထီရေးသာလေးများအစွဲပြပါသည်အရာရာနာကျင်မှုကင်းပါလေ ညာကင်းလဲဝမ်းတာလာမင်းလဲပီတိဖြာအသိဆိုများမိပြောက်၍ပိစုတ်ပံအနာခံ၌ကောင်းချီးမင်္ဂလာရောက်ပါတည်းချင်းမီဒီကပြားလေးကိုရေရွရင်ကျမရဲ့နှလုံးသားထဲမှာအငြင်းတွေရှင်သန်နေသောကျမချစ်သူအတွက်ကျမတစ္ဆာတရားနဲ့ခီးဆက်နေပါတယ်ဆိုတာ 就第八次到了。